ကဲဆုငင်းလောက်ကြောင့်တောက်ပမနေရပဲငပိရေရောင်းခိုင်းနေတဲ့နဝက်ကြောင့်ဝင်တော်တရဖူကိုပြန်အပ်လိုက်တဲ့ရီချယ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Sky Sally Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ Rachel ကတော့ Miss Green International 2024မှာဝင်ရစုကြီးကိုရရှိထားတဲ့အလှမယ်ဆိုတာအားလုံးလည်းအသိပါပဲ။အိန္ဒိယကိုစားပြုအလှမယ်ဖြစ်တဲ့ Rachel ကဝင်လာရမယ်လို့နာမည်ကြီးနေခဲ့တဲ့သဲစုငင်းကိုကြော်တက်ပြီးတော့ဝင်ရစုကိုရရှိခဲ့တာဖြစ်ပါတယ်။ Mr. Nawal ကလည်းသဲစုငင်းထက် Rachel ကိုကြိုက်လို့ဝင်ရစုပေးခဲ့တာပါ။ Rachel ကဝင်ရစုကိုရခဲ့တဲ့နောက်ပိုင်းမှာ အလောက်မဲတူလို့တောက်ပါရာမျိုးရှားပါတယ်မစ္စတာနဝက်ကသူ့ရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ငပိတွေရောင်းခိုင်းတယ်လို့စားတောက်စရာရောင်းတဲ့အယောင်ဝန်တန်းသဖွဲ့ဆက်ဆံခံခဲ့ရတာပါဒါကြောင့်မို့လဲမြန်မာပြည်သက်တီဆိုရင်ဒေသူငယ်ကငပိရောင်းဖို့ဝန်နာမဖြစ်လာတာတော်သေးရဲ့ဆိုပြီးတော့ထရိုးခဲ့ကြတာဖြစ်ပါတယ်ရီချယ်ကမစ္စတာနဝက်တို့ရောင်းခိုင်းသမျှကိုအချိန်အတော်ကြာသီးခံပြီးတော့ရောင်းခဲ့ပါတယ်ဒါပေမဲ့လက်တလုံးမှာတော့သူမအနေနဲ့တီးမခံနိုင်တော့တာကြောင့်နှုတ်ထွက်လိုက်ပါပြီရီချယ်ကမစ္စတာ နဝတ်ထုတ်ခိုင်းတာအပြင်သူ့သဘောအတိုင်းအပြင်အလာအတက် project တွေဟိုပါလှုပ်ပါတယ်။ပြင်ပမှာအလားမဲ့တယောက်နေနဲ့ပွဲလျှောက်ခိုင်းတာတွေဆိုလဲလျှောက်ပေးတာပါ။ဒီလိုတွေဆောက်လုပ်လာတဲ့ retail ကို Mr. Nawak ကလည်းသဘောမကျတော့ပါဘူး။ဒါကြောင့်မို့ပြဿနာတွေစားဖြစ်နေတာပါ။ retail က Miss Grand International 2024အဖြစ်ကနေနှုတ်ထွက်တယ်ဆိုပြီးတော့တင်ခဲ့ပါတယ်။မကြလိုက်ခင်မှာပဲ Mr. Nawak တို့ဘက်ကလည်းဝေးချေကိုတရဖူသိမ်းပြီးတော့ Miss Grand နဲ့ဘာမှမသက်ဆိုင်ကြောင်းကိုတရားဝင်ကြေညာလာခဲ့တာဖြစ်ပါတယ်။ ်မစ္စတာနဝဘတ်ကနေတော့အိန္ဒိယကိုစားပြုလာမယ်က သူချမှတ်ထားတဲ့စည်းကမ်းကိုမလိုက်နာတာကြောင့်တရဖူပြန်သိမ်းရတာလို့ဆိုပါတယ်။သူလုတ်ခိုင်းတာတွေမလုတ်ပဲတချမ်းအလုတ်တွေကို လုံနေတာကြောင့်မကျေနပ်တာကြောင့်ကလေးဆန်စွာတရဖူပြန်သိမ်းတာပါ။ရီချယ်ဘက်ကနေလည်းသူအနေနဲ့အလှမဲ့တယောက်လို့တောက်ပကြမှာမှန်ပါပဲ။စကန်ရနာအဆူရပြီးတော့တရဖူကိုပြန်အပ်ခဲ့တဲ့သဲစုငိမ့်ဆိုရင်ဝင်လာရတဲ့ရီချယ်တို့ထက်တောင်မှအခွင့်အလမ်းများခဲ့ပါတယ်။သဲစုငိမ့်ကမြန်မာနိုင်ငံမှာရုပ်ရှင်ဇာတ်ကားကြီးတွေတောက်လျှောက်ရရတဲ့မင်းမီဖြစ်လာခဲ့တယ်လို့ကြော်ညာရီ ွေလည်းတောင်းလျှောက်ရရပြီးတော့ဒီတစ်နှစ်အတွင်းမှာဒိန်းထောင်ချီစုမိနေပြီဖြစ်ပါတယ်။ဒီလိုအခွင့်အရေးတွေရနေတာကိုရေချယ်လည်းသတိထားမိပါတယ်။အလမေရီကိုရွေးချယ်ပြီးပြီဆိုရင်ဖဖာနဝတ်တို့ကဇေယောင်ခိုင်းဖို့လောက်တာသဘောထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲ Miss Grand အလမေပြန်ပွဲဟာတကယ်ကို Miss Grand နဲ့မတူတော့ပဲဇေယောင်ပြန်ပွဲတစ်ခုအနေနဲ့တနေ့တနေ့ တူလာနေပြီဖြစ်ပါတယ်။ရီချေကတော့တရဖူကိုပြန်အပ်ပြီးသူ့ဘဝရဲ့ဒုတက်ရေးအတွက်ရှောင်းလန်းတော့မှာဖြစ်ပါတယ်။မစ္စတာနဝဲရဲ့အလုပ်ရက်တွေကအခုနောက်ပိုင်းမှာပိုဆိုးလာပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လဲ Miss Grand Thailand ဘွဲကိုကျင်းပနေခဲ့တာပါ။ ကျဲသားနေတဲ့အချိန်မှာမစ္စတာနဝဲကလူကြီးလူကောင်းမဆန်တဲ့လုပ်ရက်ကိုလုပ်ခဲ့ပါတယ်။အဲဒါကတော့အလှမယ်ရီကိုဓပုံရိုက်ဖို့လုပ်နေတာကိုအလိမ္မာရှိတဲ့အလှမယ်ကိုဆွေးဖက်ပြီးတော့သူနဲ့အတူတူဓပုံမရိုက်ခိုင်းခဲ့ပါဘူး။ကျန်တဲ့အလှမယ်နှစ်ယောက်ကိုသာဓပုံအတူတူရိုက်ခိုင်းခဲ့တာဖြစ်ပါတယ်။မစ္စတာနဝဲရဲ့ဒီလိုဗတ်လိုက်တဲ့လုပ်ရက်တွေကြောင့်ပဲသူရဲ့ Miss Grand ကို ပြိုင်ကျင်တဲ့သူတွေကတစ်နှစ်တခြားနေပါလာနေတာဖြစ်ပါတယ်။တကယ်အရေးချင်းရှိတဲ့အလှမယ်ရီကမပြိုင်တော့ဘဲအရေးချင်းရှိတဲ့အလှမယ်ရီသာသွားပြိုင်ကြတာများပါတယ်။ Mr. Nawai ရဲ့ ရက်တွေကြောင့်အလမယ်ရီအခက်တွေ့နေရတဲ့အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်